မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတိုင်းရင်းသားလက်နက်ကိုင် EAO တွေအနေနဲ့ကိုဖြစ်ချင်တာတွေမပြောဘဲဖြစ်တဲ့နာနဲ့ဖြစ်နိုင်တာကိုပြောဖို့အချက်ဖက်မင်းအွန်လိုင်းကပြောလာပြန်တယ်လို့တစ်ဖက်မှာတော့မင်းအွန်လိုင်းရဲ့အချက်ဖက်စစ်တပ်ဟာတရားမဝင်ဖက်စစ်အဖွဲ့အစည်းဖြစ်တဲ့အတွက်တိုင်းရင်းသားအရေးကိုပြောဆိုပိုင်ခွင့်မရှိဘူးလို့ကဲညူကတုံ့ပြန်ပြောဆိုလိုက်ပါတယ် မန္တလေးတိုင်းထိုးကြီးမြို့နယ်ကအချက်ဖက်စကောက်စီရဲ့ဝလူရက်စကန်ကနေထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမှုမှုအတွေ့စစ်ကောင်စီဘက်ကဗိုလ်မှူးဝဲလှိုင်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုအပါဝင်စစ်သား၁၄ဦးကိုအရှင်ဖမ်းဆီးရောက်ထားတဲ့အပြင်စစ်ကောင်စီတပ်သား၂၅ဦးကတော့နေရာမှာတဲ့အသီးသီးတွေတိတ်ကုန်ကြပြီးလက်နက်ပေါင်း၄၄လက်ကိုပါတင်းစီရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမစတင်ဆက်ပေးခြင်းတဲ့တင်ကတော့ မြန်မာနိုင်ငံမှာတိုင်းသာလက်နက်ကိုင် EAO တွေအနေနဲ့ကိုဖြစ်ချင်တာတွေမပြောဘဲဖြစ်တင်တာနဲ့ဖြစ်နိုင်တာကိုပြောဖို့အကြမ်းဖက်မင်းအွန်လိုင်းကပြောလာပြန်တယ်လို့တပတ်မှာတော့မင်းအွန်လိုင်းရဲ့အကြမ်းဖက်စစ်တပ်ဟာတရားမဝင်ဖက်စစ်အဖွဲ့အစည်းဖြစ်တဲ့အတွက်တိုင်းသာအရေးကိုပြောဆိုပိုင်ခွင့်မရှိဘူးလို့ကဲညူကတုံ့ပြန်ပြောဆိုလိုက်ပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကတော့ မတ်လ9ရက်နေ့ကပဲရုရှားခီးစင်ကအပြန်စစ်တပ် lobby media တွေနဲ့တွေ့တဲ့အချိန်တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ကိုဖြစ်ချင်တာတွေမပြောဘဲဖြစ်တင်တာနဲ့ဖြစ်နိုင်တာကိုပြောဖို့လိုအပ်တယ်ဆိုပြီးပြောသွားပြန်တာပါအဲ့ဒီလိုမင်းအွန်လိုင်းရဲ့ပြောဆိုမှုကိုသူတို့စစ်ကောင်စီရဲ့ဝါဒပြန့်တဲ့ဇာတွေမှာပါဒီကနေ့မတ်လ17ရက်နေ့မှာပဲအကြေတဝင့်ဖော်ပြနေကြပြန်ပါတယ်တစ်ဖက်မှာတော့အဲ့ဒီလိုအကြံဖတ်စစ်ကောင်ဆောင်မင်းအွန်လိုင်းရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတိုင်းသားလန်ကိုင်း KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘရုစော်တော်နီကတော့မင်းအွန်လိုင်းနဲ့အကြံဖတ်စစ်တပ်ဟာ တိုင်းပြည်ရဲ့အနာကိုမတရားတဲ့နည်းနဲ့လူယူလိုက်တဲ့ကသူတို့ဟာတရားမဝင်တဲ့ဖက်စစ်အဖွဲ့အစည်းဖြစ်တဲ့အတွက်လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အရေးကိစ္စနဲ့ပတ်သက်ပြီးသူ့အနေနဲ့ဘာမှပြောဆိုပိုင်ခွင့်မရှိဘူးလို့တုံ့ပြန်ပြောဆိုလိုက်ပါတယ်။လက်ရှိမှာတော့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာရုရှားကနေပြန်လာပြီးတဲ့နောက်မြန်မာနိုင်ငံမှာနေချင်းညာချင်းကြီးပွားတိုးတက်လာတော့မယ့်ပုံစံနဲ့သူတို့ရဲ့ဝါဒဖြန့်ချိမှုသတင်းစာတွေမှာနေ့စဉ်ရေးသားဖော်ပြနေကြပြီးတကယ်လက်တွေ့မှာတော့ အကြံဖတ်မင်းအောင်လိုင်းနဲ့သူတို့ရဲ့စစ်တပ်ဟာလက်ရှိမြန်မာနိုင်ငံတော်အကြီးအကျယ်ဆစ်ရှုံထားပြီးမြို့ပေါင်း65မြို့ကိုလက်လွတ်ထားရတဲ့အပြင်လာရှိုးရမခနဲ့ရခိုင်ပြည်နယ်အန်နပ်ပခတိုက်စစ်ဌာနချုပ်ကြီးနှစ်ခုကိုပါလက်လွတ်ထားရတာကိုလည်းတွေ့မြင်နေရပါတယ်ခင်ဗျတစ်ဖက်မှာတော့ မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ဝက်လူရက်စကန်ကနေထွက်လာတဲ့စစ်ကောင်စီတပ်စစ်တောင်းကိုတော်လှန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွင်းစေကောင်စီဘက်ကဗိုလ်မှူးဝဲလှိုင်ဦးနယ်ဗိုလ်ကြီးအောင်ကိုကိုအပါဝင်စစ်သား14ဦးကိုအရှင်ဖမ်းဆီးရမိထားတဲ့အပြင်စစ်ကောင်စီတပ်သား25ဦးကတော့နေရာမှာတဲ့အသီးသီးတွေတိတ်ကုန်ကြပြီးလက်နက်ပေါင်း44လက်ကိုပါတင်းစီရရှိထားတယ်လို့ PDF အမှတ်1စစ်တီသားကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့မတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ။မတော်ကြီးမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ဝက်လူရက်စကန်ကနေထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကကြာတွင်းဘိုးရွာအနောက်တောင်ဘက်မှာဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်စစ်ကြောင်းတကြောင်လုံးဟာဂစင်ကလျားတွေဖြစ်ပြီးနေရာမှာတဲ့အသီးသီးတိတ်ကုန်ကြတဲ့စစ်သားတွေကြီးပဲ25ဦးရှိသလိုဒေါ်လန်ရေးရေပေါ်နှုတ်လည်းမြင့်မြတ်စွာအသက်ပေးလူတော်ရပြီးတိုက်ပွဲတွေကနေ့ စစ်ကောင်စီဘက်ကဗိုလ်မှူးဝင်းလိုင်ဥနယ်ဗိုလ်ကြီးအောင်ကိုကိုအပါအဝင်စစ်သား၁၄ဦးကိုပါတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားရုံနဲ့မကလက်နက်ပေါင်း၄၄လက်နဲ့ KN တွေလည်းတင်းစီရရှိထားတယ်လို့ PDF အမှတ်၁စစ်ဒေသကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းကငစုံမြို့သားလက်မိုက်မှာ ခြေလင်းစစ်ကြောင်းထိုးလာတဲ့အကြဖတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကဖျက်အားပြင်းမိုင်းတွေပါအုံပြူပြီးကြပြတ်တိုက်ခိုက်ချင်းမှုရမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုမြားသွားပြန်တဲ့အပြင်အဲ့ဒီစစ်သားတွေရဲ့မမာလောင်းတွေကိုကားတွေနဲ့တဲ့သွားတဲ့အချိန်စစ်သားတွေရဲ့ခြေပြက်လက်ပြက်တွေပါခြုံပုတ်တွေပေါ်မှာချိတ်ပြီးကြံခဲ့တယ်လို့မြင်းရဲနဂနီပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မစုံမြို့သားလက်မိုက်မှာခြေလင်းစစ်ကြောင်းထိုးလာတဲ့အချက်ဖတ်စစ်ကောင်စီတပ်သားတွေကိုတော်လည်ပြူပေါင်းတက်တွေကလမ်းပိုင်းတနေရာမှာဖြတ်အားပြင်းမိုင်းတွေပါအုံပြူပြီးရပြတ်တိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းတော်လည်တက်တွေထောင်ထားတဲ့မိုင်းတွေနဲ့ခြေချင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား၁၀ဦးဝင်းကျင်လောက်ဟာနေရာမှာတွင်ပြစ်လဲပြီးအသီးသီးသိမ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီး အဲ့ဒီစစ်သားမသားလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုလိုက်ထွက်ကားတွေနဲ့တတဥပတ်တဲသွားကြတဲ့အချိန်အဲ့ဒီနေရာမှာစစ်ကောင်စီတပ်သားတွေရဲ့ခြေပြက်လက်ပြက်တွေပါခြုံပုတ်ပေါ်တွေမှာချိတ်ပြီးကြံခဲ့တယ်လို့လေမြင်းညာနဂနီပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့အချမ်းပါစစ်ကောင်စီတပ်ကရောင်တိုင်းမော်ဘီမြို့နယ်ဆက်တော်တော်ခြေရွာနေအိမ်တောင်တဲ့မောင်ပြေဖြိုးလိုက်ဆိုတဲ့သူကိုစစ်မှုထမ်းရမယ်ဆိုပြီးနေအိမ်တဲ့အထိဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက်၃နှစ်အရွယ်ကလေးငယ်လေးကြံရစ်ခဲ့တယ်လို့ဖမ်းဆီးခံရသူနဲ့နှိစက်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကမတ်လ9ရက်နေ့ညပိုင်းကပဲရန်ကုန်တိုင်းမော်ဘီမြို့နယ်ဆက်တော်တော်ခြေရွာကအိမ်တောင်တဲ့မောင်ပြေဖြိုးလိုက်ဆိုတဲ့သူကိုခြေရွာယာယီမှုစမ်းလွင်တဲ့စစ်ကောင်စီတပ်သားတွေကစစ်မှုထမ်းဖို့နေအိမ်တဲ့အထိဝင်ရောက်ဖမ်းဆီးသွားကြတယ်ဆိုပါတယ် အဲ့ဒီလိုစစ်ကောင်စီတပ်ကစစ်မှုထမ်းရမယ်ဆိုပြီးအတင်းကျပ်ဖမ်းဆီးသွားတဲ့အိမ်နောင်တဲ့မောင်ပြေဖြိုးလိုင်းဆိုတဲ့သူဟာမျက်စိခွဲစိတ်မှုခံယူထားတဲ့ဝေဒနာရှင်တဦးဖြစ်တယ်လို့သူဖမ်းဆီးခံရတဲ့အချိန်သူမှာအသက်၃နှစ်အရွယ်ကလေးငယ်လေးကြံ့ရစ်ခဲ့တယ်လို့လဲဖမ်းဆီးခံရသူနဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့တင်းတိုင်းမျိုးနယ်မှာ အကြပ်ဖက်စကောင်းစီတက်ကတေသွားတဲ့သူတို့စစ်သားမသားလောင်း၃လောင်းကိုတွင်းတစ်ခုတည်းမှာစုပြုံထိုးထည့်ပြီးစွန့်ပစ်ခဲ့တာကိုတွေ့ရှိခဲ့ရတယ်လို့ဒင်းသာရီမြို့နယ်ပကပရဲ့တာဝန်ရှိသူတို့ကရုံခစ်တေကိုပြောပါတယ်လက်ရှိမှာတော့ဒင်းသာရီမြို့နယ်ဘက်တွေမှာဖေဖော်ဝါရီလကုန်ပိုင်းကစပြီးစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အကြပ်ဖက်စကောင်းစီတက်နဲ့တော်လန်ရေးတပ်တွေကြားတိုက်ပွဲတွေလန်ဒရှော့ခတ်စိတ်စိတ်ကိုဖြစ်ပွားနေရဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲတွေအတွင်းစစ်ကောင်းစီဘက်ကတိုက်ပွဲတိုင်းမှာသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေများနေရမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေတက်က လေတောင်ရချင်းရွာနီးမှာဆိုရင်သေသွားတဲ့စစ်သား၃ဦးရဲ့မပါလောင်းတွေကိုစစ်ကောင်စီတပ်သားတွေဟာပြန်မတည်နိုင်တော့ပဲတွင်းတစ်ခုတည်းမှာစုပြုံထိုးထည့်ပြီးစွန့်ပစ်ခဲ့တာကိုလည်းတွေ့ရှိခဲ့ရတယ်လို့တင်းတိုင်းမျိုးနဲ့ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါချစ်စုပေးခဲ့အတွက်ချစ်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ